မြန်မာနိုင်ငံအားအနာဂတ်ပုံမကောင်းမွန်တဲ့တရုတ်ပြည်သူတမဒါနိုင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်ကြိုးစားလျက်ရှိကြောင်းမင်းအောင်လှိုင်ကပြောပါတယ်တရုတ်နိုင်ငံဟာမြန်မာလူမျိုးအလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့အင်ဂျင်ချင်းနိုင်ငံကားတစ်ခုဖြစ်သလိုမြန်မာနိုင်ငံအတွင်းယင်းနည်းမျိုးနန်ထားတဲ့လုပ်ငန်းအများစုဟာသူတို့ရဲ့အကျိုးမြတ်တဲ့မိမိတို့မြန်မာနိုင်ငံသားများရဲ့ဘဝတက်လမ်းများကိုရည်ရွယ်တဲ့အကျိုးမဲ့စီးပွားရေး တာဖြစ်တယ်လို့စစ်တပ်ပိုင်းရုံးသားမတစင်မြင်းအွန်လိုင်းကပြောပါတယ်နိုင်ငံရဲ့စိုးမွေကောင်းမွေဟာပြည်သူလက်ထံမှာသာရှိလို့ PDF လိုဝိုင်းရင်ဖူလုံးပြင်းအသိဉာဏ်မြင့်မားလာစေရန်အိမ်နေချင်းတရုတ်ရဲ့အကူအညီနဲ့မိမိတို့တမတော်မှအများကြီးလက်ခံတာရှိပြီးပြည်သူတရက်လုံးကနမကျန်းဖြစ်နေတဲ့ဒိုင်းပြည်ကို ပြန်လည်ဆောက်ရှောက်ရန်တရုတ်နိုင်ငံရဲ့လောင်းရည်အောက်ကို ခဏတာဖြစ်ဖြစ်ခုံလို့ရမယ်အချိန်ကောင်းအခါကောင်းကိုရောက်နေပြီလို့မင်းအောင်လိုင်းကဆိုပါတယ်မိမိတို့တမတော်အနေနဲ့လည်းတိုင်းပြည်ရဲ့လူမျိုးရဲ့အကျိုးကိုရှေ့ရှုလို့မြန်မာနိုင်ငံကြီးတကူလုံးကိုအင်အားကြီးတရုတ်နိုင်ငံရဲ့လောင်းရေးအောက်မှာရှိတဲ့ပြည်နယ်လေးတကူအဖြစ်နိုင်ငံတကာကအတိမတ်ပြုလာနိုင်အောင်ဆွန်းဆွန်းတမန်စ조사ရဲ့ရှိတယ်လို့ရာရင်သမရဘိုးချုပ်မူကြီးမင်းအောင်လိုင်းကအတိအလင်းပြောကြားခဲ့ပါတယ်